ားလုံးပဲမင်္ဂလာပါဒီနေ့တရားသင်မဲ့သင်ခန်းစာကတော့အခန်း3ဒီချိန်ကတော့သုံးသမတ်30ကနံပါတ်1ရဲ့ကာယကြီးခါဝေးဖြစ်ပါတယ်ဒီနော်ဒီဒီချိန်ကသုံးသမတ်30မှာဆိုရင်ဘာလို့နော်ဘာလို့သင်ရမှာလဲဆိုရင်ရှင်ကကိန်းယူစားတာပေါ့နော်ကိန်းနှန်းတွေကိုစားတာပါစားတဲ့အခါမှာဒီမှာအောက်ပါကိန်းနှန်းတွေကိုရှင်းရတယ်စားလက်နဲ့အကြည့်ကိုဖော်ပြပြီးတော့အဖြေတကာပြန်ပြီးတော့ချိန်ခဲ့ပြရမှာနော်အဲ့ဒါမျိုးရှင်ကပထမဆုံးနံပါတ်ကာကြီးမှာဆိုရင် 2a cube minus a square minus 7a plus 2 divided by a minus 2အဲ့တော့ဒီချိုးပရမတော့နော်အင်ကြီးထဲမှာထည့်လိုက်မယ်အစားအင်ကြီးထဲမှာထည့်လိုက်မယ်အဲ့ဒီမှာဆိုတော့အဲ့ဒါတွေကိုနော်ကိန်းကြီးကိုစီတဲ့ခါမှာတကိန်းမှာစီတဲ့ခါမှာသူကထန်ညွှန်းလိုက်စီရပါတယ်ဥပမာဆိုထန်ညွှန်း၃တက်၃တက်ပြီး၂ထက်၂ထက်ပြီး၁ထက်တစ်ထက်ပြီးရင်ကိန်းသေးနော်ကိန်းသေးကလေးလို့အဲ့ဒီမှာအလဲကောင်းမှာတစ်ခုပေါ့နော်ဥပမာ အဲသုံးတက်ပေးရတယ်တစ်ထက်ပေးရတယ်ဂျာတော့မှနှစ်ထက်လုံးနေဆိုကျတော့အဲ့ဒါကိုပြန်ပြီးတော့စားထိုးပြီးတော့စားထိုးပေးရတယ်ပေါ့နော်ရိုင်းရီတို့မရပါဘူးဂျာတော့မှစားထိုးပြီးတော့ထက်ကိန်းတစ်ခုကိုစားထိုးပြီးဆီပေးရပါတယ်နော်ဒါဆိုပထမဆုံးမှာဆိုရင် a - 2ပါ a - 2ကိုလည်းဒီလို2ရဲ့ကျူ a - 2ကို a square - 7 a + 2ကိုစားတဲ့အခါမှာပထမဆုံးကိန်းကိုကြည့်ရတယ်ဒီကိန်းမှာဆိုပထမကိန်းက2ရဲ့ကျူပါဟုတ်ပြီနော်စားကိန်းမှာကပထမဆုံးကိန်းက a ပါဒီလို2ရဲ့ကျူရအောင်လို့အတွက် a ကိုဘာနဲ့ညက်ရမလို့ဆိုရင်ပထမဆုံး တူးရအောင်လို့ရှိရင်တူးနဲ့မြောက်ပေးရတယ်အေးသုံးလုံးရကျင်လာတယ်သူ့မှာအေးတစ်လုံးမှရှိတော့အေးတစ်လုံးနဲ့မြောက်ပေးရတယ်ဒါကြောင့်မို့ရှိလို့ကအေးကိုဘာနဲ့မြောက်မလဲဆိုရင်အေးကို2 a square နဲ့မြောက်ရင်ဆိုတူး a တူးရပါတယ်နော်ဒါဆို2 a square နဲ့မြောက်မယ်2 a square နဲ့ a နဲ့မြောက်တဲ့ခါမှာကျတော့2 a တူးရပြီးတော့2 a square နဲ့ minus နဲ့တူးနဲ့မြောက်တဲ့ခါမှာ minus 4 a square ရပါတယ်အဲ့လိုအစားတွေကိုတွက်တဲ့ခါမှာဒီလိုလက္ခဏာတွေကတော့အောက်အောက်ကတော့ဂိမ်းတန်းကိုဒီလိုလက္ခဏာပြောင်းပေးရပါတယ် တောင်းနှကမှာအနုတ်တွေကအပေါင်းကြည့်ပြီးတော့အပေါင်းတွေကအနုတ်ဖြစ်ပါရဲ့နော်။ဒါ +2 ရဲ့ကျူက -2 ရဲ့ကျူဖြစ်ပြီးတော့ -4a² က +4a² ဖြစ်ပါရဲ့။အဲဒီအခြေဆုံးအကိန်းဖြစ်တဲ့ +2 ရဲ့ကျူနဲ့ -2 ရဲ့ကျူနဲ့တော့ခြေသွားပါပြီ။ဟုတ်ပြီနော်။နောက်မှဆိုလို့ရှိရင်ခြေတို့ -a² နဲ့ +4a² နဲ့ကျတော့ခြေတို့ဘယ်တော့ရလဲဆိုရင်နော်အဲ +3a² ရရပါတော့အနုတ်နဲ့ပေါင်းလို့ဆိုရင်နှုတ်ပြရတယ်။ဒီတွေကတင်းတော့ a² ရရှိမှလက်မှတ်ပုံလေးတရှိရတဲ့နော် 3a² ရပါတယ်။နောက်က -7 ရကိုဆွဲချမယ်။ဒါဆိုရင် a ကို 3a square ပြရတော့ဘာလဲမြောက်ရမယ်ဆိုရင် 3a နဲ့မြောက်ပြရပါတယ်ဟုတ်ပြီနော်အဲ့ဒီ 3a နဲ့ a နဲ့မြောက်တဲ့အခါမှာ 3a square ရပါတယ် 3a နဲ့ -2 နဲ့မြောက်တဲ့အခါမှာ -6 ရတယ်ဒါဆိုရင်ဒီလိုအောက်ကပိုင်းခြေတွေကိုအောက်ခြေမှာရှိတဲ့ဂိမ်းတွေကိုလက္ခဏာပြောင်းမယ်နော် +3a square က -3a square ဖြစ်ပြီးတော့ -6 ရက +6 ဖြစ်ပါမယ်ဒါဆိုရင်အပေါ်က -3a square နဲ့ +3a square နဲ့ -3a square ကြည့်မယ် ဘိုင်းနဲ့7ရင်နဲ့ plus 7ရင်ဆိုတော့လက္ခဏာမတူတော့နှုတ်ပေးရတယ်။ဟုတ်ပြီ။အနှုတ်ကများရတဲ့အနှုတ် A ပဲကျင်တယ်။အနှုတ် 1A ပေါ့နော်။အနှုတ် 1A ဆိုတော့အနှုတ် A ပဲထားပါအောင်။အဲ plus 2ကိုဆွဲချမယ်။အပြင်ရှေ့မှာက A ပဲရှိရဲဒီမှာက minus A ဆိုတော့ကျတော့ minus 1နဲ့ညှောက်ပေးရတယ်။နော်။ minus 1နဲ့ A နဲ့ညှောက်ရင် minus A ရပြီးတော့ minus 1နဲ့ minus 2နဲ့ညှောက်ရင်အနှုတ်နဲ့နှုတ်နဲ့ဆိုတော့ပေါင်းဖြစ်သွားတယ် plus 2ဖြစ်သွားတယ်ပေါ့နော်။ဒါပြင်ဒါတွေလက္ခဏာပြောနေမယ်။အနှုတ်တွေကအပေါင်းပြီးမယ်။အပေါင်းတွေကနှုတ်ပြီးမယ်။ဒါပြင် minus a နဲ့ plus a နဲ့ကျေမယ် minus 2နဲ့ plus 2နဲ့ကျေရမယ်ဒါပေမဲ့အဖြေက0ရရပါတယ်ဒါလိုကျိုးအချင်းကိုက်မယ်ပေါ့နော်စားလက်က 2a square plus 3a minus 1အအချင်းက0ရရပါတယ်ဒါလိုကျိုးအဲ့ဒါတွေကိုချိန်ကိုက်တဲ့အခါမှာစားကိန်းနဲ့စားတဲ့နယ်ကိုပြတ်သွားမှာအချင်းနဲ့ပေါင်းမိရပါတယ်နော်စားကိန်းနဲ့စားတဲ့နယ်ကိုပြတ်ပြီးတော့အချင်းနဲ့ပေါင်းမိရတယ်ဒါပေမဲ့စားခဲ့ရပါလို့ဆိုရင် 2a square plus 3a ဖြစ်ပြီးတော့စားလက်ကကျတော့စားလက်ကကျတော့ a စားကိန်းက a minus 2ဖြစ်ပြီးတော့ ဆက်လက်ကကျတော့ဒီအပေါ်ကပကိန်းဖြစ်တယ်2 square 3 a minus 1အချင်းက0ဖြစ်တယ်0နဲ့ပေါင်းပြရတယ်အချင်း0နဲ့ပေါင်းရတော့0က0ပဲဆိုတော့ဘာမှ0ကိုတိုင်းဖြစ်ထားကြလို့ရတယ်နော်အရင် a ကအနောက်ကတွင်လို့မြောက်မယ် minus 2ကလည်းအနောက်ကတွင်လို့မြောက်မယ်အခုချင်း a နဲ့ 2a square နဲ့မြောက်တဲ့အခါမှာ 2a ကြီးကြီးရပြီးတော့ a နဲ့ 3a နဲ့မြောက်တဲ့အခါမှာ 3a square a နဲ့ minus 1နဲ့မြောက်တဲ့အခါမှာ minus a ရပါတယ်ဒီကနောက်ကခွေးကိုရှင်းတဲ့အခါမှာ minus 2နဲ့ 2a square နဲ့မြောက်တဲ့အခါမှာ minus 4a square ရတယ် မိုင်းနဲ့2နဲ့ +3 ရေတဲ့ပြောတဲ့ခါမှာ -8 ရရပါတယ်။မိုင်းနဲ့2နဲ့ -1 ဆိုတော့0ဆိုတော့အနု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 ဆိုတော့အပေါင်းဆိုတော့အပေါင်းနဲ့ရရပါနော်။ဒါဆိုရင်2ရေကျူကတော့2ရေကျူပဲ။မှ3ရေ square နဲ့ -4 ရေ square ဆိုတော့အဲ -a square ကျန်မယ်။ -a နဲ့ -c ရေကျတော့ -7a ကျန်မယ်။ +2 ကတော့ဒီအမြဲပြင်ရေပါနော်။ဒါဆိုရင်သူကတိရင်းပြင်ရတယ်။2ရေကျူ +a 2ရေကျူ -a square -7a +2 ကဘာနဲ့ညီလဲဆိုရင်တိကိန်းနဲ့ညီပါရဲ့။ဒါကြောင့်မလို့အဖြေကနှံပါတယ်။ဟုတ်နော်။ ောက်တစ်ခုကကျကျွန်တော်နမခဝေးပါနမခဝေးမှာလည်းကျွန်တော် t 7 d 8เนาะ divide by t 4ဒါဆိုရင်ကျွန်တော်အရှင်းဆုံးဂိမ်းကိုကြည့်တဲ့အခါမှာ t ဂိမ်းမှာဆိုရင်အရှင်းဆုံးဂိမ်းက t 2ဖြစ်ပါတယ်အဲစာရေးမှာကျတော့ရှင်းလုံးပြရတီဖြစ်ပါတယ်။ဒါဆိုတီကျူးရအောင်လို့ကျတော့တီကိုတီနှစ်ထပ်နဲ့မြောက်ပြရတယ်။တီစကွဲနဲ့မြောက်ပြရတယ်နော်။ဒါဆိုရင်တီစကွဲနဲ့တီနဲ့မြောက်တဲ့အခါမှာတီကျူးရပါတယ်။ -4 နဲ့တီစကွဲနဲ့မြောက်တဲ့အခါမှာ -4 တီစကွဲရတယ်။ဒါဆိုရင်လက္ခဏာတွေကပြောင်းပြရတယ်။ ပလက်တီတီကို minus တီပြမယ် minus 40 square ကို plus 40 square လို့ပြလိမ့်မယ်။အရင်ရှင်းဆုံးကိန်းဖြစ်တဲ့ plus တီတီနဲ့ minus တီတီနဲ့ကြည့်ရမယ်။အဲ့ဒါ plus 0ဟောအဲ့ဒီမှာတစ်ချက်တစ်ခုပြောပြရရှိတယ်။ဒီမှာတစ်ချက်အစမှရေးပြလို့ရတယ်လို့ပဲ။တီကိန်းမှာဆိုရင်တော့တီ3တက်ပေးထားတယ်။အဲ့ဒါ7တီဆိုတော့တီတစ်ချက်ပေးထားတယ်။ဒါနဲ့မှတီနှစ်ချက်လိုနေ။အဲ့ဒါကြည့်တော့ဘာလုပ်လို့ရလဲဆိုရင် plus 0t square ဆိုပြီးအစားထိုးလို့ရပါတယ်။နော်။ဒါရက်မှာကျနှစ်ချက်ကိန်းလိုချင်တာဖြစ်တဲ့အတွက် t square ရှေ့မှာ0 0ခံပြီးတော့0 t square ဆိုပြီးတော့နော်နှစ်ထပ်နေရာမှာဆက်ထုတ်လို့ရပါတယ်နော်ဒါဆိုရင်အပေါ်က0 t square နဲ့အောက်က +4 t square နဲ့ကောင်းတဲ့ခါမှာဘယ်လိုရလဲဆိုရင်4 t square ရတယ် minus 7 t ကိုဆွဲချမယ်ပေါ့နော်ဒါဆိုရင်ဒီမှာ t ရတစ်လုံးမရှိရဒီမှာ4 t square ရှေ့လုံးကရ4 t square ဒီလိုကြည့်ရပါတော့4 t နဲ့မြောက်ပေးရတယ်ဒါဆိုရင်4 t နဲ့ t နဲ့မြောက်တဲ့ခါမှာ4 t square ရတယ်4 t နဲ့ minus 4နဲ့မြောက်တဲ့ခါမှာဆိုတော့ -16 t ရပါတယ်ဒါဆိုရင်ဒီတော့လက္ခဏာကြီးပြောင်းမယ် နော်4 d square နဲ့ဘာလဲ plus 4 d square နဲ့ minus 4 d square နဲ့ကြည့်မယ် minus 7 d နဲ့ plus 16 d ဆိုတော့ဒီလိုလက္ခဏာမျိုးတော့နှုတ်တယ်အပေါင်းအနက်အပေါင်းရက္ခဏာပေါ့နော်စက်ရရခွင်းလို့တော့900ရပါတယ်နော်90အပေါ်မှာကျန်တဲ့ minus 6ကိုဆွဲချလိုက်ပြီ။အဲဒီ90ပြောက်လို့ဒီလိုရှိတော့ဗာနဲ့မြောက်ပြရမလို့9နဲ့မြောက်ပြရတယ်။အဲဒီ9နဲ့ဒီနဲ့မြောက်တဲ့ခါမှာ90ရတယ်။အဲ plus 9နဲ့ minus 4နဲ့မြောက်တဲ့ခါမှာ minus 30ရပါတယ်။အဲဒီလိုရှိတော့လက္ခဏာတွေပြောင်းမယ်။ เนาะအပေါ်က plus 90နဲ့အောက်က minus 90နဲ့ခြေလိုက်မယ်။အဲဒီနောက်မှကျလာက minus 6နဲ့ plus 30ဖြစ်ပါ။အဲဒီလက္ခဏာဘယ်လိုအောင်လုပ်တော့အပေါင်းအများအတွက်အပေါင်းလက္ခဏာရမယ်။36 plus 6တော့30ရတယ်။အဲဒီစာလက်က d square plus 40 plus 9ဖြစ်ပြီးတော့အကျွေးက30ဖြစ်ပါတယ်။ဒါကိုကျွေးဝချိန်ကြိုက်မယ်။ချိန်လိုက်ကချိန်ခဲ့တဲ့အခါမှာစာလက်ရဲ့စာလက်ရဲ့အကျွေးရဲ့စာလက်နဲ့စာလက်နဲ့မြောက်ပြီးတော့အကျွေးနဲ့ပေါင်းပြရတယ်။ အရင်စားရင်းရကြတော့ t minus 4ပြီးပြီးတော့စားလက်ကကြတော့ t square plus 4d plus 9ရပါတယ်အကျဉ်းက30ပေါ့နော်အကျဉ်း30ဆိုတော့ကျွန်တော်ချိုးချထားခဲ့လို့မရဘူးနော်စက်ခေါ်ရမယ်အဲဒီ t ကနောက်ကကွင်းကိုမြောက်မယ် minus 4ကလည်းနောက်ကကွင်းကိုမြောက်မယ်နောက်က plus t ကဒီရဒီရပြည့်ရင် t နဲ့ t square နဲ့မြောက်တဲ့အခါမှာ t ကြီးရပါတယ် 4d နဲ့ d နဲ့မြောက်တော့ 4d square ရပြီးတော့ t နဲ့9နဲ့မြောက်တဲ့အခါမှာ 9d ရပါတယ်နောက်ကကွင်းကိုရှိမယ် minus 4နဲ့ t square နဲ့မြောက်တဲ့အခါမှာကွင်းထဲမှာရှိရဲ့ t square နဲ့မြောက်တဲ့အခါမှာ minus 4 d square ရပါတယ် minus 4နဲ့ plus 4 d ညောက်တဲ့ခါမှာလေးလေးဆက်ချဆိုတော့ 16d ရပြီးတော့ minus 4နဲ့ plus 9နဲ့ညောက်တဲ့ခါမှာ minus 30c ရပါတယ်အနောက်က30တော့ဒီအမြဲပြည့်ကြီးတယ်ပေါ့နော်အဲဒီကျော t2 ကိုတော့ဒီအမြဲပြန်ထားမယ် plus 4 d square နဲ့ minus 4 d square ကိုကြည့်သွားမယ်ဟုတ်ပြီနော်အဲ့တော့ plus 9 d နဲ့အဲ minus 16 d ဆိုလက္ခဏာဘယ်လိုနှုတ်လဲ16ရက်ကိုတော့ခုနှစ်ကျန်နေနော်အဲ့တော့အနောက်ကများတဲ့ minus 7 d ရပါတယ် minus 30 c နဲ့ plus 30 c နဲ့ကြတော့ minus c ရရပေါ့နော်။အဲဒီဒါကပထမသူပေးထားတဲ့ t gain တိုင်းမှာပဲ22 70 -c ။ပြီးတော့ရုပ်အစားပြန်လာတဲ့ 0t2 ရတာဒီမှာ4 plus 4t2 နဲ့ minus 4t2 ကခြေွားရတဲ့မရှိတော့ဘူးပေါ့နော်။ဒါမျိုး t gain နဲ့ဒူတာဖြစ်တဲ့အတွက်အပြေကမှန်ပါတယ်။ဟုတ်ပြီနော်။အဲဒါဆိုရင်ဒီနေ့ကတော့နံပါတ်1ရဲ့ကာကြီးနဲ့ကာဝေးဖြစ်ပါတယ်။နော်။စုံစမ်းကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။